တမ္မဌာနစရိယသာသနာအကျိုးပြုနိုင်ငံရောဓမ္မကတိကဆရာတော်ဘုရားကြီးပြည့်ဝကိုမျိုးအနောက်ဘက်ငါမိုင်ွာ Sky Daily ကိုကြည့်ရှုနေကြတဲ့တမောင်မိတ်ဆွေတို့ရဲ့အစီအပောင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသောမယ့်သတင်းအကြောင်းအရာကတော့ပေးချီမြင်ဖြင့်ရွှေကြီးတော်တင်လူတော်မင်္ဂလာအခမ်းအနားကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပေးချီလေးတမင်းနဲ့အဟောလောင်းကြီးတော်တင်တယ်ပေးချီမြင်ယေရှုဆရာတော်ဖခင်ကြီး ဒေါက်တာဘဒန္နာအာရိစဝန်သားမှဦးဆောင်ပြီးဂျမနီမတ်လ23ရက်နနက်9:18မိနစ်အချိန်တွင်ပရိတ်ချီမြင်းယေຊုဆရာတော်ဘုရားကြီးဒေါက်တာဘဒန္နာအာရိစဝန်သားမူလပထမသတင်းသုံးနေထိုင်တော်မူသောဘကိုးတိုင်းဒေသကြီးမြောင်လေးပင်ခရိုင်ကျောက်တကားမြို့နယ်ပင်းတွင်ကုန်းမြို့အနောက်ဘက်ငားမိုင်အကွာရှမ်းပြည်တော်ရကမန်ထန်းကျောင်းတိုက်ရှိမြန်တော်မှာအတောင်60အမြင့်ရှိတဲ့ တီလုံးချမ်းသာဆူတောင်းပြည့်ဇေယျတော်မြတ်ကြီးအားပရိတ်ကြီးပရိတ်ဘွားတို့ဖြင့်စိန်ပူတော်မျက်မျက်နာတော်အစာရှိသည်တို့ကိုဘုံခွနဆင်းအစဉ်စဉ်တင်လူပူဇော်ခဲ့တယ်လို့သိရပါတယ်။ ပရိချီမြင့်ယေရှုဆရာတော်ဘုရားကြီးဒေါက်တာဗဒ္ဒနာအားရိစဝန်သားဦးဆောင်မှုဖြင့်ပြည်ရင်းပြည်ပါရှိ တက္ကະတက္ကမများခုနှစ်ရက်သားသမီးများစူပေါင်းကောင်းမှုအနေဖြင့်ရှင်ပြည်တော်ရကျောင်းတိုက်တွင်ဗုဒ္ဓရုပ်ပွားတော်ဘုရားစေတီပထူ900ကျော်တည်ခဲ့ပြီးဖြစ်သလိုပရိချီမြင့်ယေရှုဆရာတော်ဘုရားကြီးမှာပြည်လုံးချမ်းသာစူတောင်းပြည့်စေတီတော်မြတ်ကြီးအပါအဝင် ရွှေတိတော်စုစုပေါင်း2500ကျော်တင်လူခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ ဒါအပြင်ရန်ကုန်နေပြည်တော်အမြင်လန်း68မိုင်၊၎င်းညီနောင်ကျောင်းတိုက်ကြီးရဲ့နာယကဆရာတော်ဒေါက်တာဗဒန္နာအာရိစဝန်တာ၊ပရိတ်ချင်းမြေယေစုဆရာတော်ဘုရားကြီးမှာတောင်ငူမျိုးထမ်းမင်ကုန်းကျောင်းတောင်ငူမျိုးစာသင်ကျောင်းကပောင်တရာပီတောင်ငူမျိုးအထွက်နေရာများတောင်ငူခရိုင်အုပ်တွင်းမျိုးနဲ့ဝါရီကျေးရွာဖုံးတော်ကြီးကျောင်းမြတ်စောညီနောင်ဖရာလမ်းပေါ်တွင် ကန်းညီကျေးရွာ ဘုံမင်းကင်းကျေးရွာစိတ်ဖူးတောင်ဒိုးတောင်ကျေးရွာတောင်ငူခရိုင်ထန်းတပင်မြို့နယ်ကျေးကျော်ကျေးရွာအစားရှိရဲကျေးရွာများအားရေပြည့်တဲ့ပြည်သူများကိုဆရာတော်ဘုရားကြီးရဲ့တပည့်ဒါယကာဒါယကာမများ အလူရှင်အလူမာများမှထက်မှန်၍ကုသိုလ်ပြုပါဝင်လူရန်ခဲ့တာကြောင့်ဆရာတော်ဘုရားကြီးကိုယ်တိုင်ဦးဆောင်ပြီးတွားရောက်လူရန်ခဲ့တာအပြင်ပြန်လည်ထူထောင်ရေးအတွက်ကိုလည်းလှုပ်ဆောင်ပေးခဲ့တယ်လို့သိရပါဗျာ တရိတ်ချင်းမြေယေစုဆရာတော်ဘုရားကြီးဒေါက်တာဗဒ္ဒနာအာရိစဝန်သာမူလပထမသတင်းသုံးနေထိုင်တော်မူသောဘကိုးတိုင်းဒေသကြီးညောင်လေးပင်ခရိုင်ကျောက်တကားမြို့နယ်ပင်းရွယ်ကုန်းမြို့အနောက်ဘက်ငားမိုင်အကွာရှမ်းပြည်တော်ရကမန်ထန်းကျောင်းတိုက်ရှိညံတော်မှာအတောင်60အမြင့်ရှိတဲ့ပြည်လုံးချမ်းသာစုတောင်းပြည့်စေတော်မြတ်ကြီးအားပရိတ်ကြီးပရိတ်ဘွားတို့ဖြင့်စိန်ဘူးတော်မျက်မျက်နာတော် အစာရှိသူတို့ကိုဘုံခွနဆင်းအစင်းစင်းတင့်လူပူဇော်ခဲ့တယ်လို့သိရပါတယ်။အဲနောက်မှာတော့လူရမ်းမှုအစူးစူးတို့အတွက်ရေးဆက်ချမင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပြီးဆရာတော်ကြီးအားနေစွန်းဆက်ကပ်လူရန်ခဲ့ပါတယ်။အဆိုပါပရိတ်ချီမြင့်ဖြင့်ချွေရီးတော်တင့်လူပွဲတွင်မြန်မာနိုင်ငံ ရုပ်ရှင်သဘင်ရုပ်သီးရှိရစေစုများရှင် တကူတော်ချင်းလုံးအလားခံမမြင့်ဆန္ဒနဲ့ရွှေရဇိတ်စုများရှင် ရုတ်သေးဆရာကြီးဥစိန်အေးမြင့်မှဖြောပြေတင်ဆက်ပေးခဲ့ပြီးတေသန်ရှင်များမှလည်းတေသချင်းများနဲ့ဖြောပြေတင်ဆက်ခဲ့တယ်လို့သိရပါတယ်အဒီနေ့ဒီတင်ဝဲကဒါဘကူတိုင်းဒေသကြီးနော်ညောင်လေးပင် ခရိုင်ကျောက်တကားမြို့နယ်ပဲနော်ကုန်းမြို့ရဲ့အနောက်ဘက်9မိုင်กว่าဝေးသော ချိုးပင်ကိုခြေွာ ဒါကမွေးကြီးကအုပ်စုဖြစ်ပါတယ်ဒါပရိရှင်ရဲ့ယေသူဆရာတော်ကြီးရဲ့ဒါမူလသတင်းသုံးတဲ့ကျောင်းတက်ဖြစ်ပါတယ်ဒီဘုရားကြီးကအတောင်ပေါင်းညံတော်60ကျော်ပါတယ်နော်အဲ့ဒါဒီပြည်လုံးရှာနာအစီတော်မြတ်ကြီးကိုယနေ့တပေါင်းလာပြီနေ့နဲ့9နာရီနဲ့16မိနစ်ချင်းတွင်ပရိရှင်မြင်ပရိဘွားတွင်ရွှေတိတော်တင်လို့ပဲဖြစ်ပါတယ်အဲ့တော့ရောက်ရနေမှာကြားလာတဲ့ဒကာမအများနဲ့ နော်အားလုံးဆွေတော်မျိုးတို့အားလုံးကျမ်းစာမှာမှဖြန်းတာဖြစ်ပါစေလို့အဒီကြီးတော်ကြီးတင်ပြီးတဲ့အခါမှာကြီးတော်ပေါင်းဘယ်မလဲ2500ကျော်တင်ပြီးပါပြီနော်အားလုံးတပည့်တို့နဲ့အားလုံးဆွေတော်မျိုးတို့ခွင့်တော်သားသမီးတွေရှားဝေးရမီးမှနော်ပြည်သူပြည်မဒကာဓမ္မများခွင့်တော်သားသမီးများအားလုံးကျမ်းစာလို့ချမ်းသာလူရဆန္ဒပြည့်ကြပါစေလို့မေတ္တာပို့ပါတယ်ယခုလက်ရှိပရိတ်ချီမြေစုဆရာတော်ဖျားကြီး တင်းသုံးတော်မူသော အမြန်လမ်းမကြီး68မှန်ရှိ၎င်းညီနောင်ကြောင်းတိုက်တွင်ဗုဒ္ဓရုပ်ပွားတော်ဖျားစီရီပထိုးတထောင်ကျော်တည်နေရာမှာဗုဒ္ဓရုပ်ပွားတော်410ကျော်အောင်မြင်စွာတည်ထားနိုင်ခဲ့ပြီးဖြစ်သလိုကျန်ရှိနေသေးတဲ့ဗုဒ္ဓရုပ်ပွားတော်ဖျားစီရီ ပထိုးများအတွက်အောင်မြင်စွာတည်ထားနိုင်ရန်ဖို့ကိုခဏရသာသမီစေတနာရှင်ကုသိုလ်ရှင်များမှတရာကြည်ပြူစေတနာထက်တန်စွာဖြင့် ပါဝင်လူရန်းနိုင်ပါကြောင်း Sky Daily Media အဖွဲ့သားများမှရှိုက်ကူးတင်ဆက်ရင်းနိဗ္ဗာန်အကျိုးတည်ဖို့နိုင်စေရန်နှိုးဆော်လိုက်ရပါတယ်ရှင်။ဖြစ်ပါစေ။ဆရာတော်ကြီးကဒီရန်ရန်ပြေတော်အကြောင်းမှလည်းဒီဗုဒ္ဓစေတီတော်များလည်း900ကျော်တပြည့်ပါပြီ။အဲ့တော့ဆရာတော်ကအခုအမြန်လား68မိုင်ငကားကြီးအောင်ကြောင်းတဲ့ကြီးမှာဆရာတော်ကြီးကဗုဒ္ဓရုပ်ပွားတော်တထောင်ကျော်တင်နေပါတယ်။အဲ့တော့ဗုဒ္ဓရုပ်ပွားတော်တထောင်ကျော်တင်တယ်မှာအခု၄၃၀ ဗုဒ္ဓရုပ်ဘွားတော်ဒီပြီးနေပါပြီလို့ဗုဒ္ဓရုပ်ဘွားတော်တထောင်ကျော်တည်သွားမှာဖြစ်ပါတယ်လို့အဲ့တော့ဗုဒ္ဓရုပ်ဘွားတော်ကိုကိုပဲပေါ့နော်ကိုပဲတက်စုကိုအလူအငွေ၅သိန်းကျတဲ့လက်ခံရတာအခုတော့၁၇သိန်းလောက်ပဲဖြစ်နေပါပြီဒါမှဘုန်းကြီးကဈေးပြက်လုံးများလို့ဒီတိုင်းပဲလူနေရပါတယ်လို့အားလုံးကြမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါတယ်လူတတ်နိုင်လူပါကြပါလို့နော်